လာသားအရွယ်ကလေးကိုမွေးဖို့မဖြစ်နိုင်တော့လို့ခိုင်နှင်းဝေစီပေးလိုက်တဲ့ထောင်ဆိုင်ရန်ကုန်ဆယ်လီမျိုးပြိသက်များအလုံးပဲမင်္ဂလာပါရှင်ပြိသက်များရှင်ထောင်ဆိုင်ကတော့အမှုပညာလောကမှာအောင်မြင်နေတဲ့မင်းသားတလက်ပေါင်း MRTV ဖုန်းရဲ့ဇလန်းတွဲတွေနဲ့အောင်မြင်လာခဲ့တဲ့အမှုပညာရှင်မှာနောက်ပြီးမဟာရုပ်သံဇလန်းတွဲမှာဆိုရင်လေထောင်ဆိုင်ရဲ့ဇာကားတွေကိုတောက်လျှောက်သလိုပြိသက်တွေကတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်ထောင်ဆိုင်ကတော့ drama ဇာကားတွေထက် fancy ဇာကားတွေ love story မှာပို့ပြီးတော့မှအားကောင်းတဲ့အမှုပညာရှင်တလက်ပေါင်းနောက်ပြီးထောင်ဆိုင်ကတချင်း င်းဆိုတာလဲဝါသနာပါတာကြောင့်နေရှိုးပွဲတွေမှာဆိုရင်လည်းထန်အောင်ဆိုင်ကိုတွေ့နိုင်ပါတယ်ဒါကြောင့်ထန်အောင်ဆိုင်ကမြို့ရောကျေးလက်ကပါတိုက်ကြတဲ့အမှုပညာရှင်တဦးပါလက်ရှိချိန်မှာတော့ထန်အောင်ဆိုင်ကနောက်ထပ်ဇလန်းတွဲတွေရိုက်ဖို့အတွက်ပြင်ဆင်ကြိုးစားလုပ်နေတာဖြစ်ပါတယ်အဲ့ဒီချိန်မှာပဲထန်အောင်ဆိုင်ကကလေးတယောက်ရရှိခဲ့ပါတယ်ရရှိလာတဲ့ကလေးကိုမွေးဖို့မဖြစ်နိုင်တော့ ခိုင်နှင်းဝင်စီကိုပေးလိုက်တယ်ဆိုတဲ့သတင်းလေးကလည်းထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်များရှင်ထန်အောင်ဆိုင်ကအလွန်ခဲ့တဲ့ရက်ကနောက်ထပ်ရုတ်တရက်ဇလန်တွဲတစ်ခုအတွက်ပွဲပေးဖို့မဟာဝိဇယဖျားကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။ဖျားကိုရောက်ရှိခဲ့ချိန်မှာအမျိုးသမီးတအုပ်ကလာသားရွယ်ကလေးတယောက်ကိုထန်အောင်ဆိုင်ရဲ့ပီနာကိုချထားခဲ့ပါတယ်။ကလေးလေးကိုကြည်ရတာတော့ရှင်လာကနေဆယ်လာတွင်မဲ့ရှိမှဖြစ်ပြီးတော့တော်တော်လေးကိုငယ်သေးတာပဲဖြစ်ပါတယ်။ထန်အောင်ဆိုင်ကပထမဆုံးကတော့မိခင်ကကလေးကိုဒီတိုင်းခဏချထားခဲ့တာပြီးရင်ပြန်လာမှာပဲလို့ထင်လို့ကလေးကိုကြည်နေပြီးခဲ့ သေးတယ်။အချိန်တော်တော်ကြာတဲ့အထိကလေးမိခင်ကပြန်မလာဘူး။မုတ်တွေကော ကစားစရာအယုတ်တွေနဲ့အတူအဝတ်စားတွေပါထားခဲ့တာကြောင့်မိဘအနေနဲ့ဒီကလေးကိုစွန့်ပစ်သွားတယ်ဆိုတာကတေးကြသွားပြီလို့ဖြစ်ပါတယ်။ဒါကြောင့်မလို့ထအောင်ဆိုင်ကဒီကလေးကိုသူမွေးစားခြင်းနဲ့ဆိုပေမဲ့လည်းသူ့အနေနဲ့အမှုပညာလုပ်တွေနဲ့လုပ်နေလို့မွေးစားဖို့မဖြစ်နိုင်တာကြောင့်ခိုင်နင်းဝေစီကိုဆက်သွယ်ခဲ့ပါတယ်။ခိုင်နင်းဝေကလည်းချက်ချင်းဆိုတလို့ရရှိလာခဲ့တာဖြစ်ပြီးအဲ့ဒီကလေးလေးကိုမွေးစားဖို့အတွက်လက်ခံပေးလိုက်တာပါ။အဲ့ဒီကလေးကလေးကယောက်ျားလေးဖြစ်ပြီးတတော်လေးကိုလည်းငုံနေခဲ့တာပါ။ဒါပေမဲ့တခြားသူတွေချောမော်တာထက်ဆိုင်ရင်တော့ထအောင်ဆိုင်နဲ့ကန်ဆက်တယ်ပြောရမလား။ထအောင်ဆိုင်ချောမော်လိုက်တဲ့ ဲ့ချိန်မှာတော့ကလေးကအငိုတိတ်သွားတာဖြစ်ပြီးထန်အောင်ဆိုင်နားမှာပဲကတ်နေတော့တာဖြစ်ပါတယ်။ဒါကြောင့်ထန်အောင်ဆိုင်နေနဲ့လည်းတော်တော်လေးကိုစိတ်မကောင်းဖြစ်နေကြရတယ်။သူ့အနေနဲ့မိဘတွေကိုဘာလို့ဒီလိုမျိုးစွန့်ပစ်သွားလဲဆိုတာကိုမေးချင်တယ်။ကလေးလေးကရုပ်ရည်တန်တန်ပြန်ပြန်နေတာဖြစ်တာကြောင့်မျိုးရိုးကောင်းတယ်လို့လည်းယူဆလို့ရတယ်။နောက်ပြီးဒီလိုချစ်စရာဖြူဖြူဖွဲဖွဲဥဥကလေးကိုထားခဲ့တဲ့မိဘတွေရဲ့စိတ်ကိုလည်းတော်တော်လေးကိုနားမလည်နိုင်ဖြစ်နေရပြီးထန်အောင်ဆိုင်နေနဲ့ကလေးအတွက်တော်တော်လေးကိုစိတ်မကောင်းဖြစ်နေကြရတာပါ။ ဖင်အားဘော်ကလူတချို့ကတော့အဲ့ဒီကလေးလေးကထန်အောင်ဆိုင်နဲ့ကန်ဆက်လို့ထန်အောင်ဆိုင်မွေးစားလိုက်ပါလားလို့ပြောပေမယ့်သူ့အနေနဲ့နုပညာလုပ်တွေကိုလုပ်ဖို့လည်းရှိသေးတယ်။နောက်ပြီးကလေးတယောက်ကိုမွေးဖို့ဆိုတာကတော်တော်ကိုမဖြစ်နိုင်သေးတဲ့အရာဖြစ်ပါတယ်။ဒါကြောင့်အကောင်ဆုံးအနေနဲ့မခိုင်နှင်းဝင်ရဲ့လက်ထဲကိုပဲထည့်လိုက်ဖို့ကအကောင်ဆုံးပါပဲဆိုပြီးပြောပြခဲ့တာပါ။လက်ရှိချိန်မှာဆိုရင်တော့အဲ့ဒီကလေးလေးကိုခိုင်နှင်းဝင်ကခေါ်ဆောင်သွားပြီဖြစ်ပါတယ်။မိဘတွေအနေနဲ့သားသမီးတွေအခုလိုလွယ်လင်းတကူဆွန့်ပစ်ခဲ့တာကဘလို့အကြောင်းအရာရှိမလဲဆိုတာကိုမသိပေမယ့် တာဝန်ယူပေးတတ်တဲ့ခိုင်နင်းဝင်လို့ဂီဟာမျိုးရှိလို့ကလေးတွေအတွက်ကံကောင်းတယ်လို့ပြောရမှာဖြစ်ပါတယ်။နောက်ပြီးအဲ့ဒီကလေးလေးကထန်အောင်ဆိုင်ပေါ်မှာအင်မတန်ခင်တွေ့နေတာကြောင့်ထန်အောင်ဆိုင်တယောက်ကလည်းတော်တော်ကိုစိတ်မကောင်းဖြစ်နေကြတော့တာပါ။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောကလေးကိုဝေးစားဖို့မဖြစ်နိုင်တော့လို့ခိုင်နင်းဝင်စီအလိုက်ရတဲ့ထန်အောင်ဆိုင်အတွက်ဘလို့တွေမှတ်ချက်ပြုကြတယ်ဗီဒီယိုအောက်က comment လေးမှာရှင်းသွားပေးခဲ့ပါအောင်ရှင်။